ထွမြောက်အကျန်အခန်းကြီး9နှင့်ထွမြောက်အကျန်အခန်းကြီး9နှင့်သည်ဖာရောဘုရင်၏နှလုံးခိုင်မှခြင်းနှင့်ဘေးဒဏ်အကြောင်းဖြစ်သည်။ခန်းငယ်1ထာဝရဘုရားကလည်းသို့ဖြစ်၍တင့်ကိုဖာရောဘုရင်၏ဖျားအရာ၌ငါခန့်ထား၏။တင်ဤအကိုအာယုံသည်တင်ဤပရောဖက်ဖြစ်ရလိမ့်မည်။ငါမိန်တော်မူသည်များတို့ကိုတင်သည် ပြန်ပြောရမည်။ဖာရောဘုရင်သည်ဣတရီလအမျိုးတို့ကိုမိမိပြည်မှလွတ်မြေ့အကြောင်းကို တင်ဤအကိုအာယုံသည်သူထာ၌ခြောက်ရမည်ငါသည်လဲဖာရောမင်းဤနှလုံးကိုခိုင်မာစေ၍အေဂုရုပြည်၌ငါဤနမိတ်လက္ခဏာအံ့ဖွယ်သော အမှုတို့ကို များပြားစေမည်သို့တော်လဲဖာရောမင်းသည်တင်တို့စကားကိုနားမထောင်ဘဲနေလိမ့်မည်ငါသည်လဲငါလက်ကိုအေဂုရုပြည်အပေါ်မှာတင်၍ကြီးစွာသောဒဏ်ကရှင်အဖြစ်ငါဤဘိုးပါများငါဤလူ ဣတရီလအမျိုးတို့ကိုအဲဂုတုပြည်မှနှုတ်ဆောင်မည်ထို့သောအဲဂုတုပြည်အပေါ်မှာငါလက်ကိုဆန့်၍ဣတရီလအမျိုးတို့ကို သူတို့အထဲမှနှုတ်ဆောင်သောအခါငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုအဲဂုတုလူတို့သည်သိကြလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏အခန်းငယ်6မောရှေ၏လှန်တန်မွေဖြစ်သွားခြင်းမောရှေနှင့်အာယုန်တို့သည် ထာဝရဘုရားမိန်တော်မူသည်မှအတိုင်းပြုကြ၏ဖာရောဘုရင်ထံ၌ခြောက်ကြသောအခါမောရှိ၏အသက်သည်နှစ်80ရှိ၏အာယုံ၏အသက်သည်83နှစ်ရှိ၏ထာဝရဘုရားသည် မောရှိနှင့်အာယုံတို့အားမိန်တော်မူသည်ကားဖာရောဘုရင်ကတင်တို့အတွက်ထူးဆန်းသောတကူးကို ပြလော့ဟုဆိုလျင်တင်ဤလှန်နံကိုယူ၍ရှေ့တော်၌ချလော့ဟုအာယုံအားပြောလော့ လန်တန်သည်လည်းမွေဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏မောရှိနှင့်အာယုန်သည်ဖာရောပြင်ထံသို့ဝင်၍ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းပြုသည်ဖြင့်အာယုန်သည်ဖာရောပြင်ရှိသူ၏ကြုံများရှိမှလန်တန်ကိုချ၍မွေဖြစ်လိမ့်၏ထိုအခါဖာရောပြင်သည်ပညာရှိများပြုစားတတ်တော်သူများတို့ကိုခေါ်၍အေဂုတုအမျိုးဝိဆာဆရာတို့သည်ဝိဆာအတက်အဖြစ် ထိုအတူပြု၍မိမိတို့ကင်သောလှန်တံများကို ချ၍မွေဖြစ်ကြလေ၏။သို့တော်လည်းအာယုံဤလှန်တံသည် သူတို့ဤလှန်တံများကို မျိုးလေ၏။ထာဝရဘုရားမိန်တော်မူသည့်အတိုင်းဖာတော်ဘီရင်သည်နှလုံးခိုင်မာ၍သူတို့ဤစကားကိုနားမထောင်ဘဲနေ၏။အခန်းငယ်၁၄သွေးကပ်ဘေးထာဝရဘုရားကလည်းဖာတော်ဘီရင်သည်နှလုံးခိုင်မာ၍ဣတရေလလူတို့ကိုမလွတ်ဘဲနေ၏။ နနက်အချိန်၌ဖာရောမြေထံသို့သွားလော့သူသည်ရေစိတ်သို့သွားလိမ့်မည်သူမရောက်မီတင်သည်မြေကမ်းနာမှာရက်လော့ငွေဖြစ်သောလှန်တံကိုလည်းလက်တွင်ကင်လော့ဟေပြဲအမျိုးတို့ဤဘုရားသခင်ထာဝရဘုရားကငါလူတို့သည် တော၌ငါအားဝိပုမီအကြောင်းသူတို့ကိုလွတ်လော့ဟု အမိန်တော်ပါသော ကျွန်ုပ်တို့ကိုကိုတော်ထံသို့ဆေလွတ်တော်မူပြီးကိုတော်သည် ယခုတိုင်အောင် နားမထောင်မဲ့နေပါသည်တကားထာဝရဘုရားကငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုတင်သည်အဘယ်သို့တိရနမီနီဟူမူကားငါကင်သောလှန်တန်နှင့်မြေကြီးကိုရိုက်၍ထိုးရည်သည် သွေးဖြစ်လိမ့်မည်မျက်နှာရှိသောငါတို့သည်တေကြလိမ့်မည်မြေကြီးလည်းနံလိမ့်မည်အေကုတုလူတို့သည်လည်းမြေကြီးကိုယွံကြလိမ့်မည်အကြောင်းကို ပြန်ပြောလို့ဟု မောရှေအားမိန်တော်မူ၏တဖန်ထာဝရဘုရားသည် မောရှေကိုမိန်တော်မူပြန်သည်ကားအာယုံအားတင်ဤလန်နံကိုယူ၍အေဂုတုပြင်၌ရှိသောချောင်းရည်မြစ်ရည်အိုင်အင်းရည်ကံရည်တွင်းရည်ရှိသည်များတို့အပေါ်မှာလက်ကိုဆန့်လော့ထိုရည်ရှိသည်များတို့သည်သွေးဖြစ်လိမ့်မည်အေဂုတုပြည်တစ်လျှောက်လုံးတစ်ခွကြောက်အိုး၌မကျွင်းသွေးရှိလိမ့်မည်အကြောင်းကိုပြောလော့ဟု မိန်တော်မူ၏ မောရှင်နှင့်အာယုန်သည်ထာဝရဘုရားအားမိန်တော်မူသည့်အတိုင်းပြု၍အာယုန်သည် ဖာရောဘုရင်ရှိသူ၏ဂျုံများရှိမှလှန်တံကိုခြည်၍မြေကြီးကိုရိုက်သည်ဖြင့်မြေကြီးရှိသည်မြသည်တွေးဖြစ်လေ၏မျက်နှာရှိသောငါတို့သည်လည်းတေကြ၍မြေကြီးနံသောကြောင့်အေကုတုလူတို့သည် မြေကြီးကိုမတောက်နိုင်ကြအေကုတုပြည်တစ်လျှောက်လုံး၌တွေးပြန့်နှံ့လျက်ရှိလေ၏အေကုတုအမျိုး ဝိဇ္ဇာဆရာတို့သည်လည်းဝိဇ္ဇာအတက်ဖြင့်ထိုအတူပြုကြ၏။ထာဝရဘုရားမိန်တော်မူသည့်အတိုင်းဖာရောဘုရင်သည်နှလုံးခိုင်မာ၍သူတို့၏စကားကို နားမထောင်ဘဲနေ၏။နန်းတော်သို့လှည့်ပြန်သွား၍ထိုအမှုကိုနှလုံးမသွင်းဘဲနေလေ၏။ထိုအခါအေဂုရုလူတို့သည် မြည်ရည်ကိုမတောက်နိုင်သောကြောင့်တောက်ရည်ကိုရခြင်းကမျက်နှာမှတွင်တူးကြ၏။ထာဝရဘုရားသည် မြစ်ကိုတန်ခတ်၍ 9ရက်ကိုလွန်စေတော်မူ၏ထွမြောက်အကျံအခန်းကြီး9ပြီးပါပြီနှုတ်ကပတ်တော်နားထောင်တော်သူအရောက်စီတိုင်းကိုဘုရားသခင်သာ၍ကောင်းချီးပေးပါစေအာမင်